အားလုံးပဲမင်္ဂလာနာနဲ့ခင်ပါဒီကနေ့တာရတော်မနေ့ခင်ပါနေဥပရိတာနဲ့ကုစားရာဖြင့်တမကျန်းစာဆိုတဲ့နုကပတ်တော်ခေါင်းစဉ်အဖြစ်ဝင်ခချင်ပါတယ်အချီပြုတ်ကျန်းကတော့တရားတစ်စကူခုမြောက်တော်ဇာလံအပိတ်ငယ်ကိုဖြစ်ပါတယ်ကျန်းပိုက်လေးတစ်ချက်ဖတ်ချင်ပါတယ်လိုပြူဒီမိမိသွားတော်လမ်းကိုအဘေတုတတ်ရှင်းစေနိုင်မနေဟုမူကနုကပတ်တော်အတိုင်းတတိပြုရမည် အကြံပိုက်ဖြစ်ပါတယ်ဆိုတော့လူပြူဒီမိမိတော်ရလန်းကိုဘယ်သူတတ်ရှင်းစေနိုင်မနည်းဆိုတော့ဆာလန်စီယာကဒီမိခွန်ထုတ်ထားပါတယ်ဆိုတော့ဒီကြံပိုက်ဟာဓမ္မဆရာအမှန်တရားနှစ်ခုကိုကျွန်တော်တို့ရှေ့မောက်တွင်ဟောပြခဲ့ပါတယ်တတ်ရှင်းခြင်းနဲ့ပတ်သက်၍လေးလေးနက်နက်စုံစမ်းမေးမြန်းခြင်းနဲ့ ထူထူသောတရှိမှုကိုထိရောက်စွာပြုလုပ်သည့်ဖရာသခင်ခအပ်ထားသောနိလန်ဖြစ်ပါလေ။နံပါတ်၁ချက်အနေနဲ့ဓမ္မမိခွန်းတစ်ခုအစိုးပြုထားခြင်းတွေ့ရပါတယ်။ဆိုဒီမိခွန်းကတော့ဆာလန်စရာထုတ်ထားတဲ့မိခွန်းဖြစ်တယ်။လူပြူဒီမိမိတော်ရလမ်းကောပဲသူတတ်ရှင်းစေနိုင်မင်းဒီအရာကိုစဉ်းစားတဲ့အခါမှာ တက်ရှင်သောဝိငင်တော်၏လူဆောင်မှုကြောင့်ဆာလံစရာဟာဒီမဲသောဝိငင်ရည်သွင်းခြင်းဆိုင်ရာမိခွန်းတစ်ခုထုတ်ခဲ့ပါလေလူငယ်တုဟာအဘေတုသောအဖြစ်တက်ရှင်စင်ကြယ်၍ဖြုံမချင်းလာ၌ဒီစီမနီဆိုတဲ့မိခွန်းဖြစ်ပါလေဤမိခွန်းဟာလူတို့၏မွေးရာပါယုံငယ်မှုနဲ့အထူးသဖြင့်အတိပညာမရှိသောထက်တမ်းမှု လောကီဆွေးဆောင်မှုနဲ့ဇာတိပကတိတမချင်းတို့ဖြင့်ထွန်းမှုသွားလိရှိသောလူငယ်တို့ဤမငင်မတက်မှုဟူသောအရေးကြီးသောယူဆအချက်အပေါ်တွင်တည်ရှိပါလေမိမိတွားရလန်းကိုတတ်ရှင်းစီဟူသောစကဆုဟာငင်းငိုချင်းကိုရင်ငွင်းပါလေမူလအပိတိမွေးရပါဖောက်ပြန်ပျက်စီးခြင်းနဲ့အမှန်တကယ်လွန်ကျူးခြင်းနဲ့ငင်းငိုမှု တိုးပွား၍များလာခြင်းတို့ကိုဆိုလိုခြင်းဖြစ်ပါတယ်။ငယ်ရွယ်စဉ်ကာလကိုခိုနားနဲ့အစိတ်အားထက်သန်မှုတို့ဖြင့်အမှတ်အသားပြုတော်လဲမာနအတ္တငြင်းအမျိုးအမင်းနဲ့လောကီစေလုံးငင်မှုကိုခံနိုင်ရှိခြင်းတို့လည်းပါဝင်ပါတယ်။ဒီအရာကတော့ကျွန်တော်တို့တိမွတ်တယ်ဒုတိယစာဆောင်ခန်းကျင်းအပိုင်း22နဲ့ ယောမရစာခန်းကြီးစနစ်ပိုင်ငင်နှစ်ကိုအချီခံပြီးကျွန်တော်ကောက်နှုတ်ပြီးဖော်ထုတ်ခြင်းဖြစ်ပါတယ်။ထွေရာတို့ဟာတတ်ရှင်သော ဖရာသခင်ရှိတော်၌လူပြူတို့၏လမ်းကိုနှောက်ရှက်ပြီးစိတ်ဝိငင်ကိုဖျက်ဆီးစေပါတယ်။အဲဒါကြောင့်အကြီးအကြီးကြီးဆုံးလူအချက်တစ်ခုပေါ်ပေါက်လာပါလေ။လူငယ်တို့ဟာစိတ်အားထက်သန်သောစိတ်ဖြင့်အတွင်လူဤပြက်လဲစံတစ်ချင်းနဲ့ အသက်တာဤပင်စင်ချင်းအပင်ပန်းပြုပင်ချင်းမြတာမဟုတ်ပဲဂျေစုတော်ဤဝိညာဉ်တော်အဖေးလှုပ်ဆောင်တော်အတွင်စိတ်အတွင်ကိုပြောင်းမှုအဖြစ်တာရှာဖွေတစ်ပါလေသူတို့လမ်းကိုလိုက်၍မိမြန်တို့မိမြပင်နေပါသည်နီးဆိုတာကျွန်တော်တို့စဉ်းစားတဲ့အခါမှာအဲ့ဒါအကြောင်းမလို့လဲ prophet နဲ့သူထင်းဖြစ်တော်မူသောဘုရားသခင်ဒီလိုဒါဝိကသူတို့ဤကိုစားဤမိခွန်းကိုအစူပြုတ်ချင်းမိခွန်းထုတ်ချင်းဖြစ်တယ်ဆိုတာကျွန်တော်တို့နားလည်နိုင်ပါတယ်ယုံကြည်သူကျွန်တော်တို့ရဲ့အသက်တာမှာရောကိုကိုကိုတော့ဒီမိခွန်းဒီထုတ်ပြီးတော့မှတတ်ရှင်းတော်စင်ကြယ်လောလမ်းတို့ရှုပ်ဖို့တတိမထားမိရင် ဒါဝိရဲ့မိခွန်းထုတ်ထားတဲ့အရာကိုစင်ချင်းအောင်မိပြီးတော့မှကျွန်တော်တို့အတ္တောအတ္တနိုင်အတ္တောအတ္တနိုင်ရှင်တန်နေတဲ့လမ်းစဉ်မှာတရှင်တော်လမ်းတို့ဆက်လျှောက်ဖို့စကအနံဘူးအမတာအရေးကြီးပါတယ်နောက်တစ်ချက်အနေနဲ့ဖျားနဲ့လုံလောက်တော့အဖြေကိုနော်ဖျားသခင်နဲ့ဖျားသခင်နိုင်ပေါ့နော်လုံလောက်တော့အဖြေကို ကြီးငါချင်းလဲဖြစ်ပါတယ် ျမ်းပိုက်တစ်ပိုက်နော်မာနှစ်ခုတွေ့ရတယ်ဒီအရာလေးကတော်တော်လေးတန်ဖိုးရှိတဲ့စကလုံးဖြစ်ပါတယ်နော်ဆိုတော့အတိကဒါဝိမင်းကြီးဖော်ပြတဲ့အရာကနှုတ်ကပတ်တော်အတိုင်းတတိပြု၍ဆိုတဲ့စကလုံးလေးကျွန်တော်ဆက်စဉ်းစားတဲ့အခါအိန္ဒိယမှာဖျားတခင်ဤခတ်ထားသောသရှင်ချင်းနီလန်ကိုထင်ရှားစေပါတယ်ဖျားခင်နှုတ်ကပတ်တော်အားဂယုတစိုက် ယူတီလေးမျက်ချင်းဖြစ်ပါတယ်ဤအဖြစ်ဟာလုံလောက်ယုံတာမကအလွန်ကောင်းမွန်ပြီးမိမေတောငြင်းပင်ရနဲ့ပြည့်စုံပါတယ်တမာကျန်းစာဟာတွင်တင် ပြီးယုံတာမကအတ္တတတ်ရှင်စေပါတယ်ငြင်းအလင်းပြီးယုံတာမကစိတ်ဝိငင်အတွက်ပါရာဇာစီလေဖြစ်ပါတယ်အကောင်းဆုံးသောစီလေဖြစ်ပါတယ်ဖရာတခင်နှုတ်ကပတ်တော်ဟာ တတ်ရှင်တော်ဝိညာဉ်တော်၏လုဆောင်မှုအားဖြင့်တတ်ရှင်ခြင်းနဲ့တတ်ရှင်စီခြင်းအတွက်ဖြုံမခြင်းနေလာနဲ့ထိရောက်သောနေလာကို ပြတ်ထန်းသောကြောင့်စံနှုံးနှခုစလုံးဖြစ်ပါတယ်။ဤမိမိတော်ငွန်ကြားချက်ဟာမရှိမဖြစ်တာဝန်ရက်ဖြစ်ဆာလန်ဇာဒါဝိမင်းကြီးကဖော်ပြထားပါတယ်။နံပါတ်1အနေနဲ့ဖျားသခင်နှုတ်ကပတ်တော်ဟာ အသက်ဒီအမင်းမြဆုံအုပ်ချုပ်မှုဖြစ်ပါတယ်လူငယ်တို့ဟာဖျားသခင်နှုတ်ကပတ်တော်ကိုသူတို့ရဲ့တခုတီးသောယုံကြည်ခြင်းနဲ့ကြည်ကြံခြင်းနဲ့မာယွင်းခြင်းမရှိသောအုပ်ချုပ်မှုအဖြစ်လက်ခံရမည်ဖြစ်ပါတယ်ထာဝရဖျားပြင့်ကတော်ဟာ ရှိသက်တာရေကောင်းသော အဖူးတန်သောယတနာဖြစ်ကြောင်းစာလံစကူစကူခုမြောက်သောစာလံပိုင်ငယ်30မှာ ဖော်ပြပါတယ်။ဖျားခေပင်းတော်ဟာဒီဒနာပင်းငါရှင်များတမမဟောင်းမိကြီးပေါ်ရှိဘယင်များဤစီရင်ထုံးဖိတ်ကိုကြော်လွန်ပါတယ်။ဆိုဒီဒနာပင်းငါရှင်နော်ဆိုတော့နုကပတ်တော်ဟာပို့ပို့တန်တန်သဘောမထားပဲစိတ်နှလုံးထဲတွင်ဝိတ်ထားရမည်ဆိုတာတရား19ခုမြောက်သောစာလအပိုင်ငယ်17ဆက်ဖတ်တဲ့အခါမှာကျွန်တော်တို့ တရားမှာဖြစ်ပါတယ်။ပြီးရင်တခုမြောက်သောဆလာပိုက်ငယ်နှစ်မှာဆိုရင်ညယောညပါစင်ချီအောက်မိပြီးတော့မှနှလုံးသွင်းပြီးနာခံရမယ်ဆိုတာတခုမြောက်သောဆလာပိုက်ငယ်နှစ်မှာစဖို့ပြထားပါတယ်။ထာဝရဖျားပြီးငယ်တရားကိုနှစ်သက်တော်သူဟာတစ္ဆာတော်ရဲ့တစ္ဆာတော်နဲ့အလင်းတော်ဤလမ်းဝင်မှုကိုခံရပြီးတော့ တရှင်တော်လန်းတို့အမေလိုက်ပါတယ်ဆိုတော့လူပြူလူငယ်တို့ဟာတရှင်တော်လန်းတို့လိုက်ပြီးမိမိအတ္တတတ်ရှင်းစေတော်အရာဟာနှုတ်ကပတ်တော်ဖြစ်ပြီးနှုတ်ကပတ်တော်စင်ချင်အောင်မိနာခံခြင်းအဖြစ်အတ္တတတ်ရှင်းစေပြီးတတ်ရှင်းတော်လန်းတို့ပူဆောင်ပါတယ်နောက်တစ်ချက်အနေနဲ့ လုံလဝေရိယတတိနဲ့จิตတုံချင်းဆိုစဉ်းစားရအောင်နှုတ်ကပတ်တော်ဟာလုံလဝေရိယတတိနဲ့ကျွန်တော်တို့จิตတုံရမှာဖြစ်ပါတယ်တမချင်းဆိုင်တရှင်တော်တီလာကိုဝိငင်ရေးတတိနဲ့ကိုရေးကိုယ်တာအတုံးချချင်းသားဖြင့်အကျိုးတက်ရောက်စေပါတယ်ဆိုတော့တတိပြုချင်းဆိုတဲ့စကစုဟာအာယုံစုဆိုင်မှုပိုင်းခြားတိမြင့်မှုနဲ့တရှင်တော် ကြောက်ရွံ့မှုကိုကိုစားပြုတ်ပါတယ်။ယုံကြည်သူတို့ယုံကြည်သူများဟာမိမိတွားရလားများကိုဖရာသခင်နဲ့နှုတ်ကပတ်တော်မှန်တွင်အစမပြတ်စမ်းစစ်ရနဲ့နှုတ်ကပတ်တော်၏တွင်တင်ခြင်းအလုံးကိုလိုက်နာရလူအပ်ပါတယ်။နှုတ်ကပတ်တော်မိမိမျက်နာကိုအဖို့ဗေဒညာငစ်ပတ်တယ်ဆိုတာနေ့တိုင်းမှန်ကြည့်တကယ်တော့ မိမိအတ္တတာနုကပတ်တော်မာနိုင်စစ်စေးရမယ်နုကပတ်တော်ဤတွင်တင်ချင်းအလုံးကိုလိုက်နိုင်ရလိုအပ်တယ်ဖျားခင်နုကပတ်တော်ဟာအလိုအလျောက်လဲပတ်နေတယ်မဟုတ်တော့လဲစေတနာစိတ်နဲ့ပြန်လဲမွေးဖွားလာတော့ဝိငင်ဤတကြွစွာပါဝင်ဖို့ကိုတောင်းဆိုတယ်ဆိုလူငယ်များစွာဤပြူလဲမှုဟာစည်းကမ်းမြဲစွာနေထိုင်ခြင်းဒါမှမဟုတ် လောကီဖောက်ပြန်သောစံနှုန်းများဖြင့်ရှောက်လန်းခြင်းဒါမှမဟုတ်အချီးနီးသောဒလိထုံတမ်းများအတိုင်းရှောက်လန်းခြင်းကြောင့်ဖြစ်ပါတယ်အနော်ဒီရှောက်လန်းခြင်းတွင်ဒီနောက်တစ်ခေါက်ပြန်ပြောချင်ပါတယ်လူငယ်များဤပြိုလဲမှုဟာစီကမ်းမဲ့စွာနေထိုင်ခြင်းဒါမှမဟုတ်လောကီဖောက်ပြန်သောစံနှုန်းများဖြင့်ရှောက်လန်းခြင်းဒါမှမဟုတ်အချီးနီးသောဒလိထုံတမ်းများအတိုင်းရှောက်လန်းခြင်းတွင်ဒီရှိနေပါတယ် အရာကြောင့်ဖျားဝတ်ပြုတော်သူများဟာမိမိချီရလန်းကိုတနည်းအားဖြင့်ဖျားတခင်ကိုယုံကြည်သူများဟာပေါ့နော်ယုံကြည်သူများဟာဖျားတခင်ကိုဝတ်ပြုတော်ကြောင့်တနည်းအားဖြင့်ဖျားဝတ်ပြုတော်သူများဟာမိမိချီရလန်းကိုစင်ချင်းဖို့လို့ငါတုတ်တန်ကျန်အခန်းကြီးရဲ့ပိုင်းငယ်26မှာဖော်ပြထားပါတယ် ဆိုတော့သူ၏ခြေရာများကိုဖရာတခင်နှုတ်ကပတ်တော်၌အမိတ်ပေးပါစေနော်ကြောယုံကြည်သူမြိုက်ခြေရာများကိုဖရာတခင်နှုတ်ကပတ်တော်၌အမိတ်ပေးပါစေကျွန်ုပ်ခါဖရာတခင်နှုတ်ကပတ်တော်အမိတ်အတိုင်းရှင်တမယ်ဆိုတဲ့အတ္တစက်ကပ်ဖို့အမတာအရေးကြီးပါတယ်ဆိုတော့ဤကုန်းအနေနဲ့တရားတစ်စကုခုမြောက်သောဆာလံအပိုက်ငယ်ကိုဟာ အသက်ရှင်သောဘုရားသခင်နှုတ်ကပတ်တော်ကိုတစ္ဆာစောင့်တည်ခြင်းအဖြစ်တရှင်သောနှလုံးနဲ့အသက်ကို လိုက်လျှောက်ရန်တနည်းအားဖြင့်တရှင်သောနှလုံးနဲ့ခရိယအသက်တာကိုလိုက်လျှောက်ရန်လူငယ်များအားရှင်လင်းပြတ်သားစွာ ခေါ်ဆိုခြင်းဖြစ်ပါတယ် နေနေရာမှာလူပြူဆိုပြီးတုံးတော့ကြောင့်ကျွန်တော်လုံငယ်ဆိုပြီးပြန်ပြောချင်းဖြစ်တယ်အမှားမှဆိုရင်ယုံကြည်သူအားလုံးကိုခေါ်ဆိုချင်းဖြစ်ပါတယ်ဆက်ကျန်ကများတွင်တရှင်ချင်းနေလာခေးလန့်ကျဲငင်းပညာနဲ့အပိတိချော့ကွင်းများကိုခါနိုင်ရစီစီမဲ့ဂျေစုတော်ကိုတွေ့ရှိမှာဖြစ်ပါတယ်ဂျေစုတော်၏လုဆောင်ချက်ကိုတွေ့ရှိမှာဖြစ်ပါတယ် ထူတူတော့နော်ဆိုဤကဲ့သို့တော့ယုံကြည်သူများဟာဖျားတခင်အပိမာချင်းကင်းတော့အော်တပါစိတ်ကိုပိုင်ဆိုင်ရမည်ဖြစ်ပြီးဤပစ္စုပန်ဘဝနဲ့နိက္ဆာထာဝရဘဝဒုနိုင်လေလူတို့ဤကုံအတေနဲ့တမာတိကိုရမှာတေချာပါတယ်ဆိုတော့နှုတ်ဆုံးအနေနဲ့ ရှင်ရဟန်ခရစ်ဝင်အခန်းကြီးစကုတ်အပိတ်ငယ်စကုတ်ကိုအချီခံပြီးနေကုန်ချုပ်ချင်ပါတယ်ကိုရောဤတမတရားအဖြစ်တာခရိယာအတ္တတာသရှင်စီရဲဆိုတာကိုဤကနေ့အထူးတစ်ဖြစ်ဝင်ငါချင်ပါတယ်ကျမ်းသာတော်တို့ရုပ်စီတိုင်းပေါ်မှာဖျားသခင်ကောင်းကြီးပြပါစေ